ရွှေကောက်ပွဲအလွန်မှာအာနာတိုင်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဟာသမရယာတို့နေရာကိုယူမလာဒါမှမဟုတ်ကာကွယ်ဦးစီးချုပ်ယာတို့ကိုပဲဆက်ယူထားမလားဆိုတာတွေနဲ့ပတ်သက်လို့လိလာသူတွေကြားမှာအမြင်အမျိုးမျိုးရှိနေပါတယ်ဒီအကြောင်းကိုအောင်သူကတင်ဆက်ပေးမှာပါရှင်ကာကွယ်ဦးစီးချုပ်ယာတို့နေရာကိုဆက်ယူဖို့တတန်းလွန်နေတဲ့အာနာတိုင်းစစ်ကောင်းဆောင်ဟာတချို့ယာတို့ကိုစွန့်ပြီးစစ်ကောင်မရှင်ကလုံးမဲ့ရွေးကောက်ပွဲအပြီးမှာ နိုင်ငံတော်သမ္မတဆိုတဲ့ယာယူကိုရယူသွားနိုင်ခြင်းရှိနေတယ်လို့စစ်ရေးနိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။တချို့သောအကဲခတ်တွေကတော့စစ်ရသွေးမှုတွေကြောင့်နိုင်ငံတကာကဖန်ဝန်းထမ်းထုတ်ခံထားရတဲ့စစ်ခေါင်းဆောင်ဟာတချို့ယာယူနေရမှာပဲရှိနေတာကပိုပြီးလုံခြုံစေနိုင်တယ်လို့ဆိုပါတယ်။အရာသိမ်းမှုကိုစန့်ကျင်ကြတဲ့တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်ထဲကနေထွက်ခွာလာကြတဲ့ CDM အရာရှိတွေကတော့ဗိုလ်ချုပ်မှုကြီးမရောက်လိုက်ဟာ တမရယာရုကိုခုံမင်တာကြောင့်2020ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီကိုအာဏာမပေးဘဲအာဏာသိမ်းခဲ့တာဖြစ်ပြီးလက်ရှိမှာလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာယာယီတမရယာရုကိုရယူထားတာလို့မှတ်ချက်ပြုကြပါတယ်။ဒီဘူပီသတင်းဌာနကအတည်ပြုချက်မရရှိခဲ့ပေမဲ့ online စာမျက်နှာတွေပေါ်မှာထပ်ပေါ်လာတဲ့သတင်းတွေအရအာဏာသိမ်းစစ်ကောင်စော်ဟာဒုတိယဗိုလ်ချုပ်ကြီးတွေအပါအဝင် တမှုတတအယောက်900နီးပါးကိုစစ်တပ်တပိုင်းအရင်သားတပိုင်းနဲ့ဖွဲ့စည်းထားတဲ့တီတော်တို့ကြက်ခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီစီကိုကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်တိုင်ကြဖို့စေလွှတ်လိုက်တယ်လို့လည်းဆိုပါတယ်။အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစစ်ကောင်းဆောင်ရဲ့ဖြည့်ရှင်းကင်တွယ်ပုံတွေကိုကြက်ခိုင်းပါတီအတွင်းမှာဝေဖန်မှုတွေရှိခဲ့တာကြောင့်ဥက္ကဋ္ဌရာထူးအပြောင်းလဲကိုစစ်ကောင်းဆောင်ကလှုပ်ဆောင်စေခဲ့တာတွေရှိတဲ့အတွက်အဲ့ဒီသတင်းသာအမှန်ကန်ဖြစ်ခဲ့ရင် တန်ခါရေးပါသည့်အတွဲမှာထိတ်တိုက်တွေ့နိုင်တဲ့အာနာလွန်ဆွဲပွဲတွေထက်ဖြစ်လာနိုင်တယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးအကြက်ခက်တူကမှတ်ချက်ပြုပါတယ်။ဒါဟာ2020နောက်ပိုင်းပမာဏများပြတဲ့အပြောင်းအရွှေ့ဖြစ်ပြီးအာနာသိန်းစစ်ကောင်းဆောင်ကလက်ရှိကြုံတွေ့နေရတဲ့စီးရင်နိုင်ငံရေးနဲ့နိုင်ငံကအကျယ်အသေးတွေကိုဖြည့်ရှင်းဖို့အပြောင်းအလဲတစ်ခုကိုပုံဖော်နေတာကြောင့်သမ္မတရာထူးကိုရယူသွားနိုင်ခြင်းရှိတယ်လို့ ရှမ်းပြည်မြို့သားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကသုံးသက်ပါတယ်။ကာကွယ်ရေးစည်းကမ်းတယောက်ဒါအခုဒီမြထောက်ချင်းရှိကဦးလေးရောလောက်ပိုင်ခွင့်ကတော်တော်များများကိုရှိထားတဲ့ခါကျတော့အဲ့မှာပဲနေမလားကျွန်တော်ကာကွယ်ရေးစည်းကမ်းမှာဆက်နေမယ်ဆိုရင်တော့သူကပိုလို့လုံချုံမလားအခုတမနာလုံမယ်ဆိုတော့ငါးနှစ်သက်သားမှာဟိုဘက်သက်သားကသူပြန်နေဆက်ဆနိုင်မလားအဲ့ဒါလေးကိုကျွန်တော်တို့စဉ်းစားကြတာပေါ့ကျွန်တော်တို့စဉ်းစားကြတဲ့အခါကျတော့အဖြေတော့မထွက်သေးဘူးဒါပေမဲ့ကာကွယ်ရေးစည်းကမ်းမှာနေဖို့များတယ်ဆိုတော့ကျွန်တော်တို့ စီလီစီလီပေါ်လေးပေါ်တော့အဲ့ဘက်ကတော့ပြောတာများတယ်ပါလေကျွန်တော်အမြင်ကတော့ဒီတမ်လာလုံးလိုက်မယ်တမ်လာတက်တန်းကို20လောက်ကင်လိုက်ရင်တော့ကွာလို့ကွာမယ်ဆိုတော့ဆာမျိုးတော့ကျွန်တော်နည်းနည်းလေးတော့မြင်တယ်ကွာကျွန်တော်တူတူရဲ့အမြင်မှာအာရာသိစကောင်းဆောင်အတွက်တမ်လာနေရာကိုရဖို့ဆိုတာဟာကလတော်ထဲမှာရှိနေတဲ့တမတော်သား25ရာခိုင်နှုန်းရဲ့အင်အားနဲ့မလုံလောက်ပါဘူး။အနိုင်ရပါတီတွေကကိုယ်စလဲတွေရဲ့ထောက်ခံမဲ့ထက်ဝက်နှီးပါးကိုပါရရှိမှာစစ်တပ်ကတင်တဲ့ဒုတမတော်လောင်းကနေ တမရဖြစ်လာနိုင်မှာပါလက်ရှိကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်ဟာကြံ့ခိုင်ရေးပါတီအတွက်မဲအရေးအတွက်အများပြားရရှိအောင်ဖန်တီးထားတာကြောင့်အဲ့ဒီပါတီကနေအနာသိစကောင်းဆောင်ဟာတမရဖြစ်နိုင်ဖို့လိုအပ်တဲ့မဲအရေးအတွက်ကိုတက်ကနေပြောင်းရှိသွားကြတဲ့ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေစီကရရှိအောင်ဆောင်ရွက်တာလို့နိုင်ငံရေးလှလာတုံးသက်သူဦးရှိန်ထွန်းကထောက်ပြပါတယ်ဒါပေမဲ့ ်အနာသိန်းစစ်ခေါင်းဆောင်ရဲ့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတမရရာဒူးရယူယုံနဲ့ပြည်လည်မှာမဟုတ်တာကြောင့်စီရေးနိုင်ငံရေးအားလုံးကိုကြီးကြပ်ကိုကွဲနိုင်တဲ့ရာဒူးနေရာကိုဖန်တီးပြီးရယူနိုင်ခြင်းရှိတယ်လို့လည်းဆိုပါတယ် အမျက်နှာစိတ်ကိုတလဲရေးစစနေရင်းနေလို့သူပြောထားတဲ့စကားရှိတယ်။အိုးဒီစကားအဲ့ဒီပြန်ကောင်းဖို့မယ်ဆိုလို့ရှိရင်သူအဲ့ဒီတစ်ခုကိုတော့သူခံပြီးပုံထင်တယ်လို့တုံးတယ်လို့ပြောတယ်။ဒါတော့များများကအာအမရဖြစ်မလို့တွက်ချက်ကြတယ်ပေါ့။ဒီကျွန်တော်အမြင်အရကတော့နိုင်ငံကြီးဥဆောင်ကော်မတီတုတ်ပြီးမှဟုတ်ဒီစစ်ကော်မရှင်ကိုပဲသူဥဆောင်ကော်မတီ ုံးလို့ထားပြီးတော့စီးရင်နိုင်ငံယူတွဲပြီးတော့မှကစားလို့ရတယ်အမိထားမျိုးကိုပဲပို့ပြီးပုံဖော်မလို့တော့ကျွန်တော်ဖက်ကတုံးတယ်ဘာလို့လဲဆိုပြောလို့ရှိရင်စစ်ဦးဆောင်ကော်မတီလူတွေကိုပြန်ဖွဲ့ပြီးတော့မှဒီခံထားရတာကဘုရားရှိချုပ်ဒီကော်မတီရဲ့ကော်မတီ member အနေနဲ့ပြန်ထားပြီးတော့မှသူကအဲ့ဒီကော်မတီဥက္ကဋ္ဌအမည်နဲ့သူကတာဝန်ယူလို့ရှိရင်ချီရင်ရောနိုင်ငံရေးကိုတွဲကစားနိုင်တဲ့အခင်းချင်းမျိုး ဒီပို့ပြီးတော့မှဟိုရှင်းလန်းလန်းနေလို့ရှင်းလန်းလန်းနေတယ်လို့ပဲကျွန်တော်ဖက်ကတော့သုံးသပ်ပါတယ်။အမိမဖော်လို့တဲ့တမတော်အရာရှိဟောင်းတယောက်ကတော့အာနာသိန်းစစ်ကောင်းဆောင်ဟာ ကာကွယ်ဦးစည်းချုပ်နေရာကိုလက်မလွတ်ချင်တာကြောင့်ကကနာကောင်စီလို့ခေါ်တဲ့ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာကို အမျိုးမျိုးထုတ်ပြန်ပြီး ကာကွယ်ဦးစည်းချုပ်နေရာကိုဆက်လက်ရယူခဲ့တာလို့ပြောပါရတယ်။1984ခုနှစ်ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာ ဆက်ရှိမြင်းဆောင်83အရာပြည်နယ်ဝင်ရရှိအဖြစ်ခန့်ခြင်းခံရတဲ့သူတွေဟာတပ်မတော်မှာတာဝန်ထမ်းဆောင်မှုလိုအပ်တဲ့ကာလပတ်လုံးအသက်အကန့်အသတ်မရှိထမ်းဆောင်နိုင်တဲ့ဆိုတဲ့ဖော်ပြထားမှုကိုအနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလေးမြင်းဆောင်2014ကိုထုတ်ပြန်ပြီးကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းဟာအသက်အကန့်အသတ်မရှိတာကြောင့်ကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းကို65နှစ်လို့ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာသူ့ရဲ့တတန်း65နှစ်ပြည့်လာတဲ့အခါမှာတော့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေလိုတက်တော်ရှင်စစ်ကောင်းဆောင်ယာရုကိုရယူဖို့အတွက်တင့်မြင့်ဆောင်2023ကိုထုတ်ပြန်ပြီးဗိုလ်ချုပ်မူကြီးနဲ့ဒုတိယဗိုလ်ချုပ်မူကြီးတွေကလွဲပြီးကြံပြန့်တန်းဝင်အရာရှိတွေကတော့နှစ်အကန့်အသတ်နဲ့သာစစ်တပ်မှာတာဝန်ထမ်းဆောင်ဝင်ရှိတယ်လို့ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။လက်ရှိချိန်ထိအာနာသိန်းစစ်ကောင်းဆောင်ဟာ စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းယာလူကိုလည်းလွှဲပြောင်းပေးရခြင်းမရှိသလို2020အနိုင်ရ NLD ပါတီကိုလည်းအာဏာမပေးခဲ့ပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတယာလူကိုပါရယူထားတာပါကျွန်တော်အောင်သူပါခင်ဗျာ